အားလုံးမင်္ဂလာပါအားစနေမဲ့ Jake Channel ကနေပြန်နေကြိုဆိုလိုက်ပါတယ် Facebook Club World Cup လာမယ့်နောက်နှစ်ရက်ပေါ့နော် Sunday မှာစတင်ကြံတော့မယ်စတင်ရှင်ပြိုင်တော့မယ်ဒီပွဲကိုစိတ်မဝင်စားတဲ့လူတွေရှိလားချင်းပြောမယ်ဆိုကိုယ်တိုင်သွားကြည့်မဲ့လူတွေကတော့အခက်အခဲမျိုးစုံရှိနေတယ်ဒါအမေရိကန်မှာချင်းပါတယ်အမေရိကန်ရဲ့ဗီဇာအခက်အခဲပြဿနာတွေကြောင့်ဒုလိုဒုလိုဒုလိုစကားတွေအများကြီးထွက်နေသည်တိုင်အောင် string ကနေပြီးတော့စောင့်ကြည့်မဲ့လူတွေအတွက်ကတော့တေချာဖို့ဒီပွဲကြီးကိုကြည့်ပြမယ်လို့ထင်တယ်ကြည့်ရင်ကြည့်တင်တယ်ဒီနှစ်မှာသာ FIFA ကအမေရိကန်မှာချင်းပါခဲ့တဲ့ ီဒီချိန်မှာလူဝင်တာနည်းလို့ရှိတယ်ဆိုရင်တော့တို့လုံလောက်တဲ့ပတ်စံပြင်မရဘူးဆိုတော့နောက်ထပ်မှာဒီလိုကြီး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 လောက်ပါမလားဆိုရင်မျိုးကုန်ရှိရယ်စပွန်ဆာတွေရောပေးလာပါအောင်မလားဆိုရင်မျိုးကုန်ပေးစီရှိတယ်အဲ့တော့တို့က streaming တွေကနေပြီးတော့ပတ်စံကရအောင်ပါဘူးเนาะဒါပေမဲ့ coin တွေကိုလူမဝင်တဲ့ပြဿနာတော့တော်ကြီးသွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီပြဿနာတွေကတကိုင်းပါเนาะဒီနေ့ကတော့ဒီ꽌တွေက selection ပြန်ကောင်းမှဖြစ်တယ်အဲ့တော့ဘယ်အသင်းတွေ flash ရသွားမလဲဆိုတာကိုင်းအောင်ဆွေးနွေးကြပါ အဲ့တော့ကျွန်တော်အမြင်ရတော့ဒီပွဲဒီမှာပါနေတဲ့ကစားပွဲပွဲစဉ်ထဲမှာပေါင်ရှင်မင်းနဲ့အတင်းနေတယ်ပါတယ်ယူရိုကအတင်းနေကပဲဖလားရပူဆွဲသွားမယ်ထင်တယ်အဲ့ထဲမှာမှထိတ်ဆုံးမှာကျွန်တော်ထားခြင်းနဲ့၃လင်းက PSG ကိုတော့ကျွန်တော်ပါစနစ်ရအများဆုံးပေးထားခြင်းတယ်လက်ရှိမှာဒီပြနဲ့အထိုင်ကြပြီးသားကစားသမားထိုင်ကြပြီးသား PSG ကအကောင်းဆုံးဖြစ်တယ်လို့ချန်ပီယံလိဂ်ကိုလည်းပူဆွဲထားတယ် VM ထွက်တော့ကတော့ဒါအာဆင်နယ်မပါလို့သူတို့အတွက် chance ပိုများပွားတယ်လို့ပြောအောင်နော်အာဆင်နယ်နဲ့မတွေ့ဆုံခြင်းကသူတို့ရဲ့ နောက်ထပ်တက်လန်းတွေတော့ပို့ပြီးတော့ကောင်းမွန်စေလို့ပြောလို့ရှာတယ်။အဲ့တို့ကြောင့်မို့လို့ကျွန်တော်တို့က green metric ကိုလည်းမိထားလို့မရအောင်ပြီးတော့ဇာတိလုံးဆိုရဲ့မြပြမှုအောက်မှာသူတို့ရဲ့အကောင်းဆုံးပုံစံပြန်ပြလာနိုင်ဖို့အတွက်အချိန်နှဲငယ်တယ်။ဒါပေမဲ့အဲ့လိုအပ်နေတဲ့အချိန်နှဲငယ်က club walker ကိုအမြင်သူတို့ပြင်ဆင်နိုင်မှမလားဆိုတဲ့ကိစ္စကိုမျိုးပုတ်ဆက်ရှိ။ Man City ရောတော့ format ချရပြီ။အဲ့တော့ကျွန်တော်ထိတ်ဆုံးပြောချင်တဲ့၃ဒင်းက PSG ရဲ့မထွက် Man City ။ပါစနေရပြောမယ်ဆိုတော့ PSG ကိုကျွန်တော်၄၀ရာခိုင်နှုန်းလောက်ထိပေးရခြင်းတယ်။ ဒါမို့ရင်90ရာခိုင်နှုန်းလောက်ဒီပေးထားခြင်း Man City နဲ့ Real Madrid ကိုတော့ percentage အနေနဲ့မြေတူမြတူလောက်ပဲပေးထားခြင်း Man City ကလည်းပဲပြောမယ်ဆို form ကောင်းပြီလားပြီးခဲ့တဲ့နှစ်မှာ Rory De Bruyne ရဲ့ Rory ကကြာတယ်ဟိုအကြရဆိုတော့ Rory က sorry ဒဏ်ရသွားတယ် De Bruyne ကကြာတဲ့အချိန်ပေါ့နော်ဒီလိုအချိန်မျိုးမှာသူတို့အတင်းရဲ့ format ကပုံစံကွက်သေးမရောက်ဘဲနဲ့ရှုံးကန်ခဲ့ရတယ် Rory တယောက်တည်းသောတော့ပြောလို့ရှာတယ်သူကတွင်းလေထိတ်ကြပြီပေါ့နော်အခုနှစ်မှာတော့သူ rider ခေါ်လာတယ် Chucky လူကစားသမားမျိုးထပ် plus တယ်နောက်ထပ် ပလပလပလက်ကြီးအများကြီးရှိတယ်။အဲ့တော့မစကြီးကစားသမားကြီးလည်းကျွန်တော်မရွတ်တော့ sorry နော်။အဲ့တော့ real matrix လည်းလာပြီလေသူတို့လည်းဘလာဘလာဘလာတွေသူတို့ခေါ်တာတဲ့။ကျွန်တော်အဲ့တန်းမှာမကြီးကြီးမမဆိုရင်ကျွန်တော်အာနူးလို့ရှိမယ်။ပြီးရောရှင် carriers လို့ရှိမယ်နော်။ဒီလူကစားသမားမျိုးတွေသူတို့ရှားထားကြတယ်။သူတို့ရဲ့ squad deck ကပုံမှန်အဖြစ်လည်းတောင်းတင်းပြီးသားအဲ့တော့မှလိုအပ်တဲ့နေရာတွေကိုသူဖက်ဖြစ်စုံနိုင်တယ်။ဒီစီဗီနီယာမှာဆိုတော့ဟောက်ဆန်လူကစားသမားမျိုးကြောက်လာခဲ့တယ်။တကယ်ကိုကောင်းမွန်တဲ့ပေါင်းဖက်မှုတွေတွေ့ရတယ်။အဲ့တော့ကျန်တဲ့အသင်းတွေ မင်းမဆက်တော့ပြောရမှရှိဂျူဗင်တက်အင်တာမီလန်ဆိုတာအခုလက်ရှိအင်ဇာဂီတော့မရှိနေတော့အင်ဇာဂီမရှိနေတော့ရဲ့အင်တာမီလန်အင်တာမီလန်ရဲ့ပုံမှန်လူစည်းရင်းနဲ့တော့မှချင်းပြောရမယ်ဆိုရင်အင်ဇာဂီကြိုင်နာပါတယ်ဆိုတာတော့မှချန်ပီယံလိဖိုင်နယ်လိုပွဲမျိုးမှာပြည့်စီကိုကူးပြတ်ရှုံးခဲ့တယ်ဒီပွဲမှာသူတို့အများဆုံးလုံနိုင်ခဲ့တယ်ဆိုရင်တော့မှ16သင်း8သင်းအဆင့်လောက်ထိကိုတက်နိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်စီမီဖိုင်နယ်ရောက်ဖို့တော့မလွယ်ဘူးဘိုင်ယန်မြူးနစ်ဘိုင်ယန်မြူးနစ်ကိုလည်းကျွန်တော်တိတ်အထင်မကြီးဘူးကွန်ပဏီရဲ့လက်ထက်မှာဘိုင်ယန်မြူးနစ်ကိုတကယ်ကိုအားမရဘူး ်ချယ်ဆီအန်ဆိုမာရက်စ်ကလည်းထက်အခုလက်ရှိလိုအပ်တဲ့လူတွေတော့သူတို့ခေါ်ထားတယ်။ဒါပေမဲ့ချယ်ဆီက conference league ရောက်ကိုတော့သူတို့ရယူနိုင်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်အရင်ကြီး impress တော့မဖြစ်ဘူး။ချယ်ဆီအထင်ကဒီ flaw ကိုသိမ်းပိုက်နိုင်တယ်လို့လည်းမမြင်ဘူး။အဲဒါသူတို့ရဲ့ပြန်ပတ်တွေကဒီချက်ပို့ပြီးကြီးမားတဲ့ကောင်းမွန်တဲ့ပြန်ပတ်တွေသူတို့တွေးဆမှာလို့ရှိတယ်။ချုပ်ထွက်အဆင့်တွေကိုတက်ရောက်နိုင်ခဲ့တယ်ဆိုရင်တော့မှနောက်ဆုံး final တက်ဖို့ကတော့မလွယ်ဘူးတဲ့အနေအထားမှရှိတယ်။စောစောစီးစီးဒါ Real တို့ Man City တို့ဒါမှမဟုတ် PSG တို့အဲ့လိုမျိုး ဒီနေရာမှာတွေ့ဆုံပြီးတော့ပြင့်သွားပြီးတော့ဟောနော်အဲ့လိုမျိုးပူလို့သူလို့တစ်ခါကနေပြီးတော့တက်လာတာမျိုးဆိုရင်တော့ပြောတတ်ဘူးအဲ့လိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီအတင်းတွေကစင်ပြီးတောင်းမှု၈သိန်း state လောက်ထိပါသွားပြီးတော့မှဒါ Chelsea လို့ပါအောင်နဲ့တန်းမယ်ဆိုတော့ Chelsea နေနေတော့ဆောနာပြောတဲ့ PSG ရေကျွန်တော်တို့ Man City ဒီလိုအတင်းတွေကိုချိုးဖို့တော်တော်သူအခက်အခဲရှိတယ်နောက်တစ်ချမ်းတဲ့အတင်းတွေကတော့ကျွန်တော်တို့ Top Moon တို့ အတလတီကိုလည်းပဲကောင်းတဲ့လောက်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြင်းပြင်းအဆင့်လောက်ကိုပဲကျွန်တော်ထည့်ထားခြင်းတယ်ကျွန်တော်အရင်ကြီးအားရရတဲ့မပါဘူးပေါ်တူဘာလို့ကတော့ပူဆိုးတယ်ကျွန်တော်ကကိုကြီးရှိတဲ့ဒါကိုကြီးမက်ဆီပေါ့နော်မက်ဆီရှိတဲ့အင်တာမိုင်ယာမီကလည်းပဲအဲသူ့ဘာတူဒါအမေရိကန်လိမှာတော့အဆင်ပြေပြေမယ်ဒါပေမဲ့ဒီလိုပွဲမျိုးမှာတော့လွယ်လွယ်ကူကူနဲ့ဟိုရှစ်သိန်းအဆင့်ရောက်ဖို့ကိုဒီလိုလွယ်လွယ်ကူကူနဲ့တော့ရမှာဖြစ်ဘူးပေါ့နော်ဟိုပွဲစီစဉ်တဲ့ပုံစံတွေတော့ကျွန်တော်တိကျမလေ့လာသေးဘူးနော်နောက်ကောက်စတိတ်မှာ အတင်းလွတ်အောင်ချုပ်အောင်လုပ်တိုင်းတော့လည်းသိဘူးဒီတိုင်းဆိုရင်တော့မလွယ်ပါဘူးเนาะနောက်ဆုံးဖလားရသွားတဲ့အထီးကတော့ကိုမလွယ်အဲ့တော့ဒီနှစ်မှာဖလားရနိုင်ကြီးအစီအစဉ်ကအဲ့သုံးနည်းပဲရှိတယ် Real Madrid PSG Mercedes ဒါတော့ကျွန်တော်အမြင်အဲ့တော့တကယ်ကြီးလို့ဘယ်လိုမြင်လဲဒီပွဲမှာဘယ်လိုနိုင်သွားမလဲဘယ်လိုဖလားရမယ်လို့မှန်းထားတယ်ကိုမမရေးခဲ့လို့ရတယ်အဲ့တော့တကယ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်း sharing လုပ်ခဲ့ပြီးကြပါကျွန်တော်ရဲ့အမြင်နဲ့ against ဖြစ်နေတာရှိတယ်ဆိုတော့ဝင်ပြောသွားကြပါကျွန်တော်တို့ဒီနှစ်မှာ club world cup ကို PSG ရရှိဖို့အတွက်90ရာနဲ့လို့ဒီကျွန်တော်ပေးထားတယ်အနောက်မှာတော့ကျွန်တော် Man City ရဲ့ match တွေမှန်းလာတယ်တကယ်ကြီးတော့ဘယ်အသင်းနေရသွားမယ်လို့ထင်တယ်ကျွန်တော်ပြောတဲ့အသင်း၃သင်းလုံးမရပါနဲ့နောက်ထပ် champion တွေဖြစ်နိုင်တယ်လို့မြင်သေးတယ်ကိုမမချန်ခဲ့လို့ရတယ် club world cup ကိုကြီးမဲ့လူတွေရှိရဆိုရင် comment မှန်းပေးသွားကြပါကျွန်တော်နဲ့နောက်ထပ် video တွေမှာပြန်ပြီးဆက်ပြီးပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဒီနေ့ဖြစ်ကြပါစေ